မင်္ဂလာပါရှင်ကတိညူသတင်းဌာနရဲ့ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါရမရှင်မြန်မာစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲမတိုင်မီတိုင်းသားအများနဲ့အတိုက်ခံအင်အားစုများအလုံးကိုမလေးရှားနိုင်ငံကွာလာလမ်ပူမြို့သို့ဖိတ်ခေါ်ဆွေးနွေးမယ်လို့မလေးရှားဝန်ကြီးချုပ်ကထုတ်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ် မြန်မာအကြံဖက်စစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲမတိုင်မီတိုင်းသားများနဲ့အတိုက်ခံအင်အားစုများအလုံးကိုမလေးရှားနိုင်ငံကွာလာလမ်ပူမြို့သို့ဖိတ်ခေါ်ဆွေးနွေးမယ်လို့မလေးရှားဝန်ကြီးချုပ်အန်နာဝါဤရာပရင်ကခုလိုပဲထုတ်ပြောထားပါတယ်အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံအနေနဲ့တိုင်းရင်းသားလူနည်းစု28ဘွဲ့အတိုက်ခံအင်အားစုများအလုံးကို အားလုံးပါဝင်သောတွေ့ဆုံဆွေးနွေးမှုလှုပ်ဆောင်နိုင်ရေးအတွက်မလေးရှားနိုင်ငံသို့ရွေးကောက်ပွဲမတိုင်မီဖိတ်ကြားမည်ဖြစ်ကြောင်းမြမအရေးကိုဖြည့်ရှင်းနိုင်ရန်မြမကိုယ်တိုင်ဥဆောင်ရမည်ဖြစ်ကြောင်းရွေးကောက်ပွဲသို့လိမ့်လာဆောင်ကြည့်သူများစေလို့ရန်စစ်တပ်ရဲ့ဖိတ်ကော်ချက်ကိုအာဆီယံကစဉ်းစားနေစေဖြစ်ကြောင်း၎င်းကဆိုပါရင်တွေ့ဆုံဆွေးနွေးမှုတွင်ဆက်လုပ်ဖို့နဲ့လူသားစာနာခြင်းထောက်ထားမှုအကူအညီတွေဆက်ပေးနိုင်မှုကျွန်တော်တိုက်တွန်းထားပါတယ်မြမနိုင်ငံအရေးကိုမြမနိုင်ငံသားတွေကိုယ်တိုင်ဥဆောင်ပြီးလှုပ်ဆောင်ရမှာဖြစ်တယ်လို့မလေးရှားဝန်ကြီးချုပ်ကခုလိုပဲပြောဆိုပါတယ် မြန်မာအကြမ်းဖက်စစ်တပ်အနေနဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်တဲပေါ်ရင်ပြတ်ကွက်နေတဲ့အတွက်မြန်မာစစ်ကောင်းဆောင်များကိုအာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးများတက်ရောက်ခွင့်ဆက်လက်ပိတ်ပင်လိုက်ကြောင်းအာဆီယံနိုင်ငံသားဝင်ကြီးအစည်းအဝေးကဆုံးဖြတ်ကြေညာထုတ်ပြန်ခဲ့ပါတယ်။ လေးရှားနိုင်ငံကွာလာလမ်ပူးမြို့ရင်းအာအော်တိုဘာလ26ရက်နေ့အာဆီယံနိုင်ငံကြားဝင်ကြီးအစည်းအဝေးအပြီးအချက်28ချက်ပါမြမအရေးဆွေးနွေးချက်ကြေညာစာရန်ကိုထုတ်ပြန်ခဲ့ပြီးအဆိုပါကြေညာချက်တွင်အဓိကအချက်များအနေနဲ့မြမစစ်တပ်ကအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအတိတ်ပဲရှိသောအကောင့်တဲဘောတိုးချဲ့မှုများမလုံဆောင်သေးလင်အာဆီယံထိပ်သီးအစည်းအဝေးနှင့်နောက်ဆက်တွဲဆက်ဆက်အစည်းအဝေးများတွင်မြမစစ်ကောင်းဆောင်များတက်ရောက်ခွင့်ပြုမည်မဟုတ်ပဲနိုင်ငံရေးအရာကိုစားမပြုတ် သူကိုတက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်းသိရှိရပါတယ်။ဒါအပြင်အာဆီယံနိုင်ငံသားဝင်ကြီးအစည်းအဝေးရဲ့ကြေညာချက်တွင်ရွေးကောက်ပွဲများမကျင်းပမီနိုင်ငံရေးအကြက်အတဲကိုဖြည့်ရှင်းရဲ့ပေါ်တော်တူညီချက်၅ချက်ကိုအကောင့်တဲပေါ်ပြီးအကြမ်းဖက်မှုများကိုရပ်တန့်ရမည်ဖြစ်ကြောင်းထုတ်ပြန်ခဲ့ကြောင်းသိရှိရပါတယ်။ဆလဘီငလင်းကြောင့်ပြက်စီးခဲ့တဲ့ပြည်သူများကိုပြန်လည်ထူထောင်ရေးတပ်ရွေးကောက်ပွဲအမိလွတ်တော်အဆောက်အဦများပြီးဖို့မင်းအောင်လှိုင်စူးစမ်းနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ငလင်ကြောင့်ပျက်စီးခဲ့တဲ့ပြည်သူများကို ပြန်လည်ထူထောင်ရေးမလုပ်ဘဲရွေးကောက်ပွဲအမိနေပြီးတော့ရှိလွတ်တော်အဆောက်အဦများကိုယခုနှစ်အပြီးပြင်ဆင်ဆောက်လုပ်ရဲစစ်ကောင်ရှင်ခေါင်းဆောင်မင်းအောင်လှိုင်ကဆောက်လုပ်ရေးလုပ်ငန်းရှင်များကိုပီအားပေးနေကြောင်းနေပြီးတော့စစ်ရေးသတင်းမြစ်ကခုလိုပဲပြောဆိုထားပါတယ်စစ်ကောင်ရှင်ကောင်းဆောင်မင်းအောင်လှိုင်ဟာပြီးခဲ့တဲ့မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ပင်အားကြောင့်ပျက်စီးခဲ့တဲ့လွတ်တော်အဆောက်အဦများကိုပြန်လည်တည်ဆောက်မှု ယမန်နေ့စောက်တိုဘာလ26ရက်တွင်တွားရောက်ကြည့်ရှုပြီးနောက်အထက်ပါအတိုင်းအမိန့်ပေးခဲ့ခြင်းဖြစ်ပါသည်။ဒီဇင်ဘာရွေးကောက်ပွဲမှာတိုင်ပြီးလွှတ်တော်အဆောက်အဦတွေပြင်ဆင်တာကိုအမြန်လုပ်ခိုင်းနေကျွန်တော်တို့ကအဆောက်အဦပြိုပြတ်သွားတာကိုပြန်လည်မောမှန်ရတာဆိုတော့တန့်ခိုင်မှုကိုဦးစားပေးရမယ်။အချင်းယူပြင်ဆင်ရမယ်ဆိုတာတွေတင်ပြထားတယ်လို့နေပြည်တော်တွင်စောက်လို့ရေးလုံနေတဲ့ကန်ထရိုက်လုပ်ငန်းရှင်တအူကခုလိုပဲဆိုပါသည်။ အင်းအပြင်းငလင်ကြီးကြောင့်နေပြီးတော့ရှေ့လွတ်တော်အဝင်တတာလွတ်တော်အဆောက်အုံများစေယုံကျုံဌာနဆိုင်ရာအဆောက်အုံများလန္ဒရာများနှင့်မြေချင်းနေရာများပျက်စီးခဲ့ပါတယ်ပြည်သူလူထုအိုးအိမ်ပျက်စီးဆုံးရှုံးမှုဖြစ်တာတွေလစ်လျူရှူပြီးအတို့ရောင်ရွေးကောက်ပွဲလုပ်ဖို့နေပြီးတော့လွတ်တော်ကိုအပူတပြင်းပြင်ဆင်နေတာမဟာလားသူတို့စေအုပ်စုကိုသာကြည့်ပြီးလူထုကိုလုံးဝမကြည့်ဘူးဆိုတာမြင်သာတယ်လို့ငလင်ဘေးတင်ပြည်သူများအတွက်ပြန်လည်တူတောင်းရင်လုံးဆောင်နေတဲ့သူတို့ကခုလိုပဲမှတ်ချက်ပြုပါတယ် ငလင်ချင်းကြောင့်ပျက်စီးမှုအများဆုံးကြုံတွေ့နေရတဲ့ဇကိုင်းမန္တလေးနေပြည်တော်နှင့်ပြည်မနာမြို့နယ်ရှိငလင်တဲ့ပြည်သူများနေအိမ်များကိုပြန်လည်ပြုပြင်ရရင်မိမိအစီအစဉ်နဲ့သာပြုလုပ်ခဲ့ပြီးစစ်ကောင်ရှင်ကမြို့တီကွန်ကြီးမှမပေးကြောင်းဒေသခံများကဆိုပါတယ်ငလင်ကြီးကြောင့်နေပြည်တော်ရှိအစိုးရအဆောက်အအုံများပျက်စီးဆုံးရှုံးမှုဟာကျပ်ဘီလီယံ9000နီးပါးရှိတယ်လို့စစ်ကောင်ရှင်ကထုတ်ပြန်ထားပြီးပြန်လည်ပြုပြင်နေတဲ့အုံစေးကိုဘယ်သူမှသုံးစွဲမိ နဲ့ပတ်သက်ပြီးအသေးစိတ်ထုတ်ပြန်မှုမရှိပဲဒါအပြင်မြန်မာနိုင်ငံတွင်ဇကိုင်းငလျင်ကြီးကြောင့်တာသနီကအဆောက်အုံဆေးရုံကြောင့်လူနေအိမ်နှင့်အခြေခံအဆောက်အုံများပျက်စီးမှုဟာအမေရိကန်ဒေါ်လာ17ဘီလီယံခန့်ရှိနိုင်တယ်လို့ကမ္ဘာ့ဘဏ်ကပြီးခဲ့တဲ့ဇွန်လတွင်ထုတ်ပြန်ခဲ့ကြောင်းအခုလိုပဲသိရှိရပါရရှင် အာဆီယံဘုံသဘောတူညီချက်၅ချက်အကောင့်ထက်ပေါ်ရန်ပြက်ကွက်နေမှုကြောင့်မြန်မာစစ်ကောင်စီများကိုအာဆီယံထိပ်သီးနှင့်ဆက်ဆက်အစည်းအဝေးများတရောက်ခွင့်ဆက်လက်ပိတ်ပင်ပြီးရွေးကောက်ပွဲမကျင်းပမီအကြံဖတ်မှုများရပ်တန့်ရန်နှင့်အာလောပါဝင်သောတွေ့ဆုံညှိနှိုင်းရင်လှုံ့ဆော်ရမယ်လို့အာဆီယံကအတိပေးပြောဆိုလိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ မြန်မာဂျန်ဖက်စစ်တပ်အနေနဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲပေါ်ရန်ပြတ်ကွက်နေတဲ့အတွက်မြန်မာစစ်ကောင်စောင်များကိုအာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးများတက်ရောက်ခွင့်ဆက်လက်ပိတ်ပင်လိုက်ကြောင်းအာဆီယံနိုင်ငံတိုင်းဝင်ကြီးများအစည်းအဝေးကဆုံးဖြတ်ကြေညာထုတ်ပြန်လိုက်ပါတယ်။မလေးရှားနိုင်ငံကွာလာလမ်ပူးမြို့တွင်အောက်တိုဘာလ26ရက်နေ့အာဆီယံနိုင်ငံတိုင်းဝင်ကြီးအစည်းအဝေးပြီးအချက်28ချက်ပါမြန်မာအရေးဆွေးနွေးချက်ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ပြီးအဆိုပါကြေညာချက်တွင်အဓိကအချက်များအနေနဲ့မြန်မာစစ်တပ်ကအာဆီယံဘုံသဘောတူ ူညီချက်၅ချက်ကိုအတိတ်ပဲရှိသောအကောင့်တဲဘော်တိုးတက်မှုများမလုံဆောင်သေးနှင့်အာဆီယံထိပ်သီးအစည်းအဝေးနှင့်ဆက်ဆက်တွဲဆက်လုပ်ကြရမယ်အစည်းအဝေးများတွင်မြန်မာစစ်ကောင်စားများတက်ရောက်ခွင့်ပြုမီမဟုတ်ပဲနိုင်ငံရေးအရာကိုစားမပြုသူများကိုတက်ခွင့်ပြုမီဖြစ်ကြောင်းသိရှိရပါတယ်။ဒါအပြင်အာဆီယံနိုင်ငံကြားဝင်ကြီးအစည်းအဝေးရဲ့ကြေညာချက်တွင်ရေကောက်ပွဲများမကျင်းပမီ နိုင်ငံရေးအကြက်တဲကိုဖြည့်ရှင်းရဲ့ဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲပေါ်ပြီးအကြမ်းဖက်မှုများကိုရပ်တန့်ရမည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာထားပါတယ်။ မြန်မာနိုင်ငံတွင်အကြမ်းဖက်မှုများကိုလျှော့ချရန်နှင့်အရက်သားများနှင့်အရက်ဘက်အခြေခံအဆောက်အအုံများကိုပြစ်မှတ်တာတိုက်ခိုက်မှုများကိုရပ်တန့်ရန်ယုံကြည်မှုတည်ဆောင်ရေးကြိုးပမ်းမှုများကိုမြင့်တင်ရန်တိုက်တွန်းထားပါသည်။ရွေးကောက်ပွဲများမတိုင်မီအကြမ်းဖက်မှုများရပ်တန့်ခြင်းနှင့်အားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရမယ်လို့အလေးပေးပြောကြားလိုပါတယ်လို့အာဆီယံနိုင်ငံတိုင်းဝင်ကြီးများရဲ့ကြေညာချက်တွင်ဖော်ပြထားပါသည်။ မြန်မာစစ်တပ်ကလာမယ့်ဒီဇင်ဘာလတွင်ရွေးကောက်ပွဲကျင်းပရန်စီစဉ်နေမှုနှင့်လေးလာစောင့်ကြည့်ရေးအဖွဲ့များကိုဖိတ်ခေါ်မှုနှင့်ပတ်သက်ပြီးရွေးကောက်ပွဲဟာလွတ်လပ်မြတ်တပြီးငြိမ်းချမ်းပွင့်လင်းမြင်သာပြီးအားလုံးပါဝင်တဲ့ယုံကြည်စိတ်ချရတဲ့ရွေးကောက်ပွဲဖြစ်လာမယ်ဖြစ်ကြောင်းအာဆီယံကထုတ်ပြန်ကြေညာထားပါတယ်မြန်မာနိုင်ငံအခြေအနေကြောင့်နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့လူကုန်ကူးမှု၊မွေးရည်ဆေးဝါးမှောက်ခိုရောင်းဝယ်မှု၊နေရက်ဆော့ခွာမှု၊စိုက်ဘာချင်းကြောက်မှုများနဲ့အွန်လိုင်းလိမ်လည်မှုများအပါအဝင်ပြည်ပခပေါ်ပေါက်လာသောနိုင်ငံဖြစ်သော ရာဇဝဲမှုများကိုကင်တွယ်ဖြေရှင်းရင်အလုံးပူပေါင်းဆောင်ရွက်ရန်သဘောတူညီခဲ့ကြောင်းသိရှိရပါသည်။အာဆီယံကမြန်မာနိုင်ငံပြည်သူများငြိမ်းချမ်းရေးတည်ငြိမ်ရေးနဲ့ဒီမိုကရေစီရရှိရေးအတွက်ကူညီရန်ကုလသမဂ္ဂနိုင်ငံတကာတို့နဲ့အတူလက်တွဲဆက်လက်လှုံ့ဆော်သွားမည်ဖြစ်ပြီးအနာဂတ်အစည်းအဝေးများတွင်တိုးတက်မှုကိုပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်းခုလိုပဲသိရှိရပါသည်ရှင်။ဆလဘီမြန်မာနိုင်ငံအပေါ်ထားရဲ့ယက်တိချက်များအာဆီယံအစည်းအဝေး၌တင်ပြဆွေးနွေးသွားမည်ဆိုတဲ့အကြောင်းတင်ဆက်ပါပါမယ်ရှင်။ ထိုင်းနိုင်ငံမြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်ပြီးအဓိကရည်တည်ချက်၄ချက်ကိုအာဆီယံထိပ်သီးအစည်းအဝေးမှတိုင်ပြီးအာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင်တင်ပြဆွေးနွေးခဲ့ကြောင်းထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူနီကိုရင်ဘယ်လန်ကူရာကအခုလိုပဲပြောဆိုထားပါတယ်။အဆိုပါရည်တည်ချက်၄ချက်အဖြစ်ငြိမ်းချမ်းရေးနဲ့အားလုံးပါဝင်သောဆွေးနွေးမှုများကို အရောက်သွားရင်လူသားချင်းစာနာထောက်ထားမှုအကူအညီများမရှိမဖြစ်လိုအပ်သောလမ်းကြောင်းဖြစ်ကြောင်းလာမယ့်ဒီဇင်ဘာလတွင်ကျင်းပမယ့်ရွေးကောက်ပွဲဟာပွင့်လင်းမြင်သာလွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲဖြစ်စေရန်အားလုံးပါဝင်နေဆွေးနွေးမှုများရှိရန်လိုအပ်ကြောင်းရွေးကောက်ပွဲအလွန်ကာလတွင်လည်းအဖွဲ့စုပေါင်းမှုများပါဝင်သောဆွေးနွေးမှုဆက်လက်ထိန်းသိမ်းရန်တောင်းဆိုကြောင်းနှင့်အာဆီယံအနေနဲ့မြန်မာအင်ဒီဂျင်အပါအဝင် ဆက်ဆက်ပတ်သက်မှုများအလုံးနဲ့အပြုသဘောဆောင်သောဆက်ဆက်ရေးတိုးမြင့်လှုပ်ဆောင်ရန်လိုကြောင်းမြန်မာနိုင်ငံအတွက်အာဆီယံရဲ့အထူးကိုယ်စားလှယ်ရရှိမှုကိုအာဆီယံနီးနားများအတိုင်းပုံမှန်ထိအောင်အကျိုးဖြစ်ထွန်းရေးတိုးမြင့်ဆောင်ရွက်လိုကြောင်းဆွေးနွေးတင်ပြကြောင်းသိရှိရပါသည်ထိုင်နိုင်ငံရဲ့အပြုသဘောဆောင်သောချင်းကဆောင်ရွက်နေမှုများကိုအစီအဝေးတက်ရောက်သူများမှအတိအမှတ်ပြုခဲ့ကြောင်းထည့်သွင်းပြောဆိုခဲ့ပါတယ်။အာဆီယံထိပ်သီးအစည်းအဝေးကိုယနေ့မှစပြီး အော်တိုဘားလာ28ရက်နေ့အထိကျင်းပမည်ဖြစ်ပြီးအော်တိုဘားလာ25ရက်နေ့တွင်2025အာဆီယံနိုင်ငံကြိုင်းဝင်ကြီးနှင့်စီးပွားရေးဝင်ကြီးတို့ရဲ့ပူးပေါင်းအစီအဝေး AMM AEM တို့ကကျင်းပခဲ့ခြင်းဖြစ်ကြောင်းအခုလိုပဲသိရှိရပါတယ်ရှင်။